အခမ်းမြို့နယ်ဗန်ဟာရွာစတင်ကျောင်းကိုစစ်တပ်ကလေကျောင်းမှဘုံချဲတိုက်ခိုက်မှုကျောင်းသားနှုတ်ဦးသေးဆုံးပြီးတချို့ပျောက်ဆုံးနေချင်းပြည်နယ်ဟာခမ်းမြို့နယ်ဗန်ဟာရွာရှိစတင်ကျောင်းတစ်ခုကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ဘုံချဲတိုက်ခိုက်မှုကြောင့်ကျောင်းသားနှုတ်ဦးသေးဆုံးပြီးကျောင်းသားအချို့ပျောက်ဆုံးနေကြောင်းချင်းလန်းဒက်ဖန်ဖို့ဟာခါနဲ့ဒေသခံပြည်သူများထံမှသိရပါတယ်။ယနေ့အောက်တိုဘာ23ရက်မနက်10:00ခွဲခန့်တွင်အကြမ်းဖက်စစ်တပ်သည် မဟာရွာစာသင်ကျောင်းကိုဂျက်ဖိုက်တာဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ဆိုပါတိုက်ခိုက်မှုတွင်ចောင်းသား2ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရပါတယ်။သေဆုံးသွားသောចောင်းသားများမှာသက်၁၂ရွယ်ကလေးငယ်များဖြစ်ပြီးပျောက်ဆုံးနေသူများကိုဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။သေဆုံးသွားတဲ့ចောင်းသားလေး2ဦးက3နှစ်နဲ့5နှစ်ရွယ်ကလေးငယ်တွေပါ။လေချောင်းတိုက်ခိုက်မှုတွင်ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့သိရပါတယ်။ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေပါတယ်လို့ဒေတာကန်ပြည်သူတဦးကပြောပါတယ်။ချင်းလန်းဒက်ဖန်ဖို့ခါခါကလေချောင်းတိုက်ခိုက်မှုအတွင်းចောင်းသားចောင်းသူများထိခိုက်ဒေဆုံးမှုရှိကြောင်းအတီးပြုတ်ပြောဆိုခဲ့တော်လဲ။ဒေဆုံးသူအရေအတွက်နဲ့ပတ်သက်၍အသေးစိတ်ထပ်မံပြောဆိုခြင်းမရှိသေးပါဘူးရှင်။